Star Exchange စာရင်းဝင် MAEX ကုမ္ပဏီမှ2024-2025ဘဏ္ဍာနှစ်တွင်ဝင်ငွေကျပ်26ဘီလီယံကျော်ရရှိခဲ့ဟုဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ရန်ကုန် Stock Exchange ရဲ့စည်ရင်းဝင်ကုမ္ပဏီတစ်ခုဖြစ်တဲ့တငင်းကုန်းလက်ကားစေကြီးကို စီမံခန့်ခွဲလက်ပန်းနေတဲ့မြန်မာ Agro Exchange အများနှင့်သက်ဆိုင်သောကုမ္ပဏီ Limited MAEX အနေနဲ့2024-2025ဘဏ္ဍာနှစ်တွင် ဝင်ငွေချက်26ဘီလီယံကျော်ရရှိခဲ့တယ်လို့သိရပါတယ်။ 2025ခုနှစ်မတ်လ33ရက်နေ့မှာအကုန်ဆုံးထိ2024-2025ဘဏ္ဍာနှစ်အတွင်းစည်ရဲစစ်ဆေးပြီးဘဏ္ဍာရေးရှင်ထမ်းများစီမံခန့်ခွဲရေးအဖွဲ့ရဲ့ဆွေးနွေးချက်တွေနဲ့လေးလံသုံးသက်ချက်အစီရင်ခံစာမှထုတ်ပြန်ကြေညာထားတာပါ။ အဆိုပါဖန်နာရေးရှင်ထန်အရာ MAEX Company Limited ဟာပြီးခဲ့တဲ့2024-2025ဘဏ္ဍာနှစ်မှာစုစုပေါင်းဝင်ငွေကျပ်26ထရပ်မှ693ဘီလီယံရရှိခဲ့ပြီး2023-2024ဘဏ္ဍာရေးနှစ်မှာ ကုမ္ပဏီရဲ့စုစုပေါင်းဝင်ငွေမှာကျပ်24ထရပ်မှ396ဘီလီယံခန့်ဖြစ်တာကြောင့်9ထရပ်မှ400ခိုင်နှုန်းဝင်ငွေတိုးတက်ရှာဖွေနိုင်ခဲ့တယ်လို့ဆိုပါတယ်။ ဒါပေမဲ့လူနေဆိုင်ခန်းတွေရောင်းချမှုက62.9ရာခိုင်နှုန်းရှော့ချသွားခဲ့တယ်လို့သိရပါတယ်။ ကုမ္ပဏီရဲ့အကြမ်းမြန်မာလဲအခုအစီရင်ခံစာကာလအတွင်း73တရမ63ဘီလီယံခန့်ရှိပြီးအရင်2023-2024ဘဏ္ဍာနှင့်အကြမ်းအမျက်72တရမ38ဘီလီယံခန့်ကထက်30ရာခိုင်နှုန်းတိုးတက်လာခဲ့တယ်လို့ဆိုပါထိန်အဆိုပါနှစ်အတွင်းဈေးကွက်အခြေအနေတွေနဲ့စိန်ခေါ်မှုတွေရှိပေမဲ့ကုမ္ပဏီဟာ၎င်းရဲ့ဝင်ငွေကိုအလွန်များစွာတိုးတက်စေကာအရင်းအမြစ်ပမာဏကိုမြင့်တင်စေပြီးခိုင်မာရေရှည တည်ထမ်းတဲ့ဗန္နာရေးအခြေအနေတွေကိုထိမ့်သိမ်းထားနိုင်ခဲ့တယ်လို့ဆိုပါတယ်။ MAEX Company Limited ရဲ့စုစုပေါင်းအထက်ထင်အမြတ်ငွေဟာအရင်2023-2024ဘဏ္ဍာရေးနှစ်မှာ7.5တရမ9.5ဘီလီယံရှိခဲ့ရာခိုင်နှုန်းအခုပြီးခဲ့တဲ့2024-2025ဘဏ္ဍာရေးနှစ်မှာ7.6တရမ9.5ဘီလီယံတို့ရောက်ရှိခဲ့တာကြောင့်စုစုပေါင်းအထက်ထင်အမြတ်ငွေ27ရာခိုင်နှုန်းတိုးတက်ခဲ့တယ်လို့သိရပါတယ်။ရန်ကုန် Stock Exchange မှာအထမမြောင်စည်ရင်းဝင်ကုမ္ပဏီတစ်ခုဖြစ်တဲ့မြန်မာ Agro Exchange အများနှင့် ဆိုင်သောကုမ္ပဏီ limited MAEX အနေနဲ့အနာခံမှာအကောင်းဆုံးတိုးတက်ရေးစွမ်းဆောင်နိုင်မှုရှိတာကိုယုံကြည်ထားပြီး၎င်းရဲ့၎င်းဈေးကွက်အသစ်တွေတိုးချဲ့ရေးလုပ်ငန်းတွေနဲ့လက်ရှိ၎င်းဈေးအဆောက်အုံတွေကိုအဆင့်မြင့်တင်ရေးအတွက်ခြေလှမ်းအသစ်တွေချမှတ်ဆောင်ရွက်ဖို့လဲရည်ရွယ်ထားတယ်လို့လည်းသိရပါတယ်ရှင်။